မင်္ဂလာပါရှင်။တနင်္လာနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဗိမ်မာငါဖမ်းသွားတဲ့မျိုးသားတူရင်းနစ်တည်ဆုံးတဲ့အကြောင်း။ကျုံးစုမှာပြူစောထီကမိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်တည်ဆုံးမှုရှိတဲ့အကြောင်းမွန်ပြည်နယ်မှာစားကြံစည်းစံချိန်တင် မြင့်တက်လာတဲ့သတင်းရွှေပြောင်းရေလုတ်သားတမကဖွဲ့ခွင့်နဲ့ လွတ်လပ်စွာ ပါဝင်ခွင့်ပေးဖို့ထိုင်းဆိုရကို တောင်းဆိုတဲ့သတင်းရွှေနဲ့ဗတ်စည်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။မြိတ်မြို့နယ်မောတောင်ရွာမှာဧပြီလ29ရက်ကငါးဖန်းသွားရင် အသက်30ဝန်းကျင်အရွယ်ကိုပြည့်ဖြိုးအောင်ဟာရင်းနှစ်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ငါးနှစ်အရွယ်သူ့သားလေးကိုအဖို့ခေါ်ပြီးလှေနဲ့ငါးဖန်းထွက်လာတဲ့ကိုပြည့်ဖြိုးအောင်ဟာ လေပေါ်ကနေချောင်းထဲကို ပြုတ်ကျပြီးတေဆုံးခဲ့တာလို့ဒေသခံမျိုးသားတို့ကပြောပါတယ်။အဖေဖြစ်သူရေထဲပြုတ်ကျသွားတာကြောင့်ကလေးငယ်ကရွာထဲကလူတွေကိုသွားခေါ်ပြီးအကူအညီတောင်းခဲ့ပါတယ်။ရွာထဲကလူတွေကလိုက်လာပြီးရှာဖွေကယ်ဆယ်တဲ့အချိန်မှာကိုပြေဖြိုးအောင်ဟာတေဆုံးနေပြီဖြစ်ပါတယ်။ကိုပြေဖြိုးအောင်ဟာရေကူးတက်တဲ့သူဖြစ်ပေမဲ့ငါးဖမ်းမထွက်မီအရက်တောက်ထားတာကြောင့်ရေထဲကိုပြုတ်ကျတဲ့အချိန်ရက်မူးနေတာကြောင့် ရင်းနှစ်တည်ဆုံးရတာဖြစ်တယ်လို့အဲ့ဒီရွာကဒေသခံနောက်တဦးကပြောပါတယ်။ကျုံးစုမြို့နယ်ပြင်ဝန်းရွာရေးတကွန်အနီးမှာပြူစောထီလို့ခေါ်တဲ့ပြည်သူ့စစ်အဖွဲ့တွေလိုက်ပါလာတဲ့ကားကိုတော်လိုင်းရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်မှုမှာထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေသခံတွေနဲ့တော်လိုင်းအင်အားစုတွေထံကနေသိရပါဗယ်။ဧပြီလ30ရက်ည9နာရီခန့်မှာပြူစောထီ9ဦးလိုက်ပါလာတဲ့ကားကို မင်းကုတ်ကျေးရွာအုပ်စုပြည်ဝန်းရီတကွန်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့်မောင်းလော်ရွာကပြူစောတိခေါင်းဆောင်ဦးထွန်းဝေတေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့မောင်းလော်ရွာကဒေသခံမျိုးသားတို့ကပြောပါတယ်ပြူစောတိတွေစီးလာတဲ့ကားကမောင်းလော်ကျေးရွာအုပ်စုဇေကမိရွာကအရသာကားဖြစ်ပြီးအဲ့ဒီပြစ်ခတ်မှုဖြစ်စဉ်မှာကာသမာထွက်ပြေးတာကြောင့်ဒဏ်ရာအနှဲငယ်ရခဲ့တယ်လို့ကာသမာနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါဗျ။ မွန်ပြည်နယ်မှာအခုနှစ်စားထွက်ရော့နေတဲ့အတွက်စားကြံစည်းဟာတပိတ်တာကို900ကျော်အထိစံချိန်တင် မြင့်တက်လာတယ်လို့ပြည်နယ်အတွင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကပြောပါရယ်စားစားထွက်တဲ့ဇန်နဝါရီလမှာ စားကြံတပိတ်တာကို150ကျပ်ရှိရာကနေမတ်လလောက်မှာတော့တပိတ်တာကို250-300ကျပ်လောက်အထိ ဖြစ်လာပါရယ်ပြီးခဲ့တဲ့နှစ်တွေမှာမွန်ပြည်နယ်ကထွက်တဲ့စားကြံဟာတပိတ်တာကိုကျပ်300အထိသာအမြင့်ဆုံးစီးရခဲ့ပေမဲ့ အခုနှစ်ဧပြီလမှာတော့တပိတ်တာကို900ကျော်အထိအမြင့်ဆုံးဈေးရရှိခဲ့တာပါအခုနှစ်စားထုတ်လုပ်တဲ့ရာသီမှာအလုတ်သမားအခက်ခဲကြလုပ်ငန်းတွေကောင်းကောင်းမလဲပတ်နိုင်တဲ့အတွက်စားထုတ်လုပ်မှုရော့နေသွားတယ်လို့ရာသီဥတုကြောင့်လဲစားကွင်းတွေစော်ပြီးပိတ်သိမ်းရတဲ့အတွက်စားအထွက်ရော့နေခဲ့တယ်လို့စားတောင်သူတွေကပြောပါတယ်ပုံမှန်နှစ်တိုင်းမေလကုန်ခါနေ့အထိစားထုတ်လုပ်ရပြီမဲ့အခုနှစ်မှာတော့စားထုတ်လုပ်မှုကောင်းတဲ့ဧပြီလမှာ မိုးကတလလုံးနီးပါးရွာနေတာကြောင့်စားလုပ်ငန်းခွင်စောစောပိတ်သိမ်းခဲ့ရတယ်လို့တန်ဖြူစည်းရမြို့နယ်ပငတ်ရွာက စားတောင်သူတို့ကပြောပါတယ်စားထွက်နေတယ်လို့တောင်သူတွေလက်ထဲမှာလဲလက်ကြံစားနေနေတာကြောင့်စားစည်းတက်လာတာဖြစ်တယ်လို့ပငတ်ကြီးရွာကစားတောင်သူက ပြောပါတယ်ဈေးတက်လာပေမဲ့တောင်သူအများစုလက်ထဲမှာ စားမရှိတော့ပဲပတ်စံရှိတဲ့တိုးလောင်ထားနိုင်တဲ့သူတွေရဲ့စားကူတောင်တချို့မှာပဲစားရှိတယ်လို့ ဆားလုပ်ငန်းလုပ်ကင်သူနောက်တူကပြောပါရယ်မွန်ပြည်နယ်မှာတန်ချိန်တောင်းချီဆားထုတ်လုပ်တဲ့ဒေသဖြစ်ပြီးအဲ့ဒီဒေသကထွက်တဲ့ဆားကိုပြည်နယ်တွင်းမှာအသုံးပြုတဲ့အပြင်အခြားတိုင်းနဲ့ပြည်နယ်တွေကိုလည်းဖြန့်ဖြူးရောင်းချပါရယ်ထိုင်းနိုင်ငံအတွင်းကရွှေပြောင်းရေလုတ်သားတွေကလွတ်လပ်စွာတမကဖွဲ့ခွင့်နဲ့တမကဖွဲ့တွေမှာလွတ်လပ်စွာပါဝင်ခွင့်ပေးဖို့ထိုင်းအစိုးရကိုရနောင်းမြို့အခြေဆိုင် ရေလောက်သားအခွင့်အရေးကွန်ရက်ကနေဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား9တန်းကျော်ရှိပြီးပင်လယ်၅ဖမ်းလုပ်ငန်းမှလုပ်ကိုင်နေတဲ့မြန်မာရေလောက်သားအမြောက်များရှိပါတယ်။ရေလောက်သားအခွင့်အရေးလှုပ်ရှားနေတဲ့အဲ့ဒီကွန်ရက်မှာတော့ရေလောက်သား၄000ကျော်ရှိပြီးမြန်မာရွှေ့ပြောင်းရေလောက်သားတွေအပြင်ကမ္ဘောဒီးယားရေလောက်သားတွေလည်းပါဝင်ပါတယ်။ထိုင်းဆိုရကအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်ဆိုင်ရာသဘောတူညီချက်89နဲ့68တို့ကိုလက်မှတ်ရေးထိုးထားခြင်းမရှိဘူးလို့ရေလုံသားအခွင့်အရေးကွန်ရက်ရဲ့အလုံးအမှုဆောင်ဦးရဲသူကပြောပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာရှိတဲ့ရွှေပြောင်းရေလုံသားတွေမှာတမကဖွဲ့ခွင့်နဲ့တမကဖွဲ့တွေမှာလွတ်လပ်စွာပါဝင်ခွင့်ဆုံးရှုံးနေရတယ်လို့သူကဆိုပါတယ်။အဲ့လိုပါဝင်ခွင့်မရတာကြောင့်ထိုင်းနိုင်ငံရဲ့ခင်းနောက်ကျနေတဲ့အလုံသမားဥပဒေတွေက နိုင်ငံတကာလူအခွင့်အရေးနဲ့နိုင်ငံတကာအလုံသမားစံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီငါးဖမ်းလှေတွေကဖမ်းဆီးရရှိတဲ့ငါးတွေကိုနိုင်ငံတကာဈေးကွက်သို့တင်ပို့ရောင်းချနေတဲ့အတွက်ရေလုံသားတွေရဲ့ဘေးကင်းလုံခြုံမှုအလုံသမားအခွင့်အရေးအပြည့်အဝရရှိမှုဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်လို့ဥယျာသူကရှင်းပြပါတယ်။ရေလုံသားများတမကဖွဲ့ခွင့်နဲ့အခြားတမကတွေမှာပါဝင်ခွင့်ရရင်အတိအမြင်ဘဟုတုတတွေကျွဲဝလာပြီး အလုသမားအခွင့်အရေးအတွက်သူတို့ကိုသူတို့ကာကွယ်လာနိုင်မယ်လို့ဥယဲသူကဆိုပါတယ်။ရောင်ုံဈေးကွက်ကိုအခြေခံပြီးဒွဲမှာအခောက်ရွှေဈေးဟာကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြစ်နေပါတယ်။ရောင်ုံဈေးကွက်မှာတော့အခောက်ရွှေတစ်ချက်သားကို84သိန်းနဲ့ဈေးဖွင့်ထားပါတယ်။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေ3သိန်းကို985ဘတ်နဲ့ဈေးဖွင့်ထားပါတယ်။ ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ပေါင်းတို့ကိုရောစိတ်ပါစမ်းမှချမ်းသာကြပါစေကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝအဖွဲ့သားတွေကစွန့်မကောင်တောင်းပေးလိုက်ပါတယ်ရှင်